ထိုင်းမှာဖမ်းဆီးခံရတဲ့မြန်မာတွေရနောင်းကော့တောင်လမ်းကြောင်းကနေနေရပြန်ပို့ခံရသူတထောင်ကျော်ရှိနေပြီးအများစုကစစ်သားစုဆောင်ခံနေရပါတယ်။ဆွဲတဲ့တရင်ပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေအကြောင်းမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီးထောင်ဒဏ်ကျခံပြီးတဲ့နောက်ထိုင်းအစိုးရကမြန်မာတွေကိုနေရပြန်ပို့တဲ့အခါစစ်ကောင်စီရဲ့အတင်းအဓမ္မစစ်သားစုဆောင်တာခံနေရပါတယ်။ အထူးသဖြင့်ထိုင်းတာမိုင်ရနောင်းအချင်းထောင်မှာပြစ်ဒဏ်ကျခံရတဲ့မြန်မာနိုင်ငံသားတွေဟာရနောင်းကော့တောင်လမ်းကြောင်းကနေနေရပြောင်းဖို့ခံရပြီးစစ်ကောင်စီရဲ့စစ်သားစုဆောင်ရေးတပ်တွေမှာစစ်မှုထမ်းမှုစုဆောင်ခံနေရတာပါစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြန်အတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက်ထိုင်းနိုင်ငံရနောင်းကနေမြန်မာနိုင်ငံဘက်အချမ်းကိုပြန်ဖို့ခံရသူထောင်ကနန်းထပ်မံနေရှိနေပြီး အများစုကစစ်သားစုဆောင်ခံနေရပါတယ် ကျမ်းပတ်စေအောင်ဆိုတာပို့လာတဲ့လူတွေမှန်သမျှကိုအကုန်စစ်သားစုဆောင်ရေးတွေကိုတန်းခေါ်လာတာဖြစ်တယ်အထူးသဖြင့်ကောဆောင်ရောင်းဘက်ကနေပို့တဲ့လူတွေတန်းပြီးတော့စစ်သားစုဆောင်ရေးတွေကိုတန်းရောက်သွားကြတယ်အဲ့တော့အခုလိုချိန်မှာတော့ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေဖမ်းဆီးမခံရအောင်တော်တော်လေးကို သတိဝိရိယနဲ့ထားပြီးတော့နေကြမှဖြစ်လိမ့်မယ်ပေါ့နော်အထူးအဖြစ်အဲဒေါ်လာကြီးထောက်ပို့ပြီးတော့နိုင်ငံကြီးနဲ့ပတ်သက်တဲ့သူတွေဒေါ်လာကြီးမှာပါဝင်ပတ်သက်တဲ့ထွက်ပြေးတိမ်းရှောင်လာရတဲ့မြန်မာနိုင်ငံသားတွေဒါတွေကတော့အခုချိန်မှာတော်တော်သတိထားပြီးတော့နေထိုင်ရမယ့်အခြေအနေမျိုးဖြစ်တယ်အဲဘလောက်ပဲတောင်းဆိုတောင်းဆိုထိုင်းဘက်ကတော့ပြန်ပို့နေတာတွေကိုတွေ့ရတယ်ပေါ့နော်ဒါကတော့လက်ရှိအချင်းချင်းပေါ့ပြီးခဲ့တဲ့မတ်လ19ရက်နေ့က ရှနောင်းကော့တောင်လမ်းကြောင်းကနေမြန်မာနိုင်ငံသားအယောက်150နေရပြန်ဖို့ခံရပြီးအဲ့ဒီထဲမှာအမျိုးသား216ယောက်နဲ့အမျိုးသမီး34ယောက်ပါဝင်ကြောင်းရှနောင်းလူဝဲမှုကြီးကြပ်ရေးကထုတ်ပြန်ထားပါတယ်။အကြောင်းမျိုးမျိုးနဲ့ဖမ်းဆီးခံမြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီလက်ထက်ဓာတ်ရအနန္နာမျိုးမလုပ်ဖို့ထိုင်းအစိုးရစီကိုမြစ်တာရက်ခံထားတယ်လို့လည်းအန်ယူဂျီအမျိုးသားညီညွတ်ရေးအစိုးရလူ့သမားဝန်ကြီးဌာနရဲ့ဒုဝန်ကြီးကပြောပါရယ်။ ခုလက်တော်လဲကျွန်တော်တို့ထိုင်းဆိုရဘက်ကမြေတားရက်ခံထားတာရှိတယ်။ဒီကနေ့ပြန်ပို့တဲ့သူတွေဟာအထမစစ်မှုထမ်းတွေကိုဆွဲသွင်းခံရတယ်။အဲတော့ဒါဟာကျွန်တော်တို့စကားဆရဲ့အထမစစ်မှုထမ်းကိစ္စဟာအထမလုံသွားပြီးကွန်ဗင်းရှင်းကိုပေါ့နော်ချိုးဖောက်တယ်။ဒီကိစ္စနဲ့ပတ်သက်လို့ရှင်လဲကျွန်တော်တို့ရည်ရွယ်မှုလုပ်ဖို့တော့ဟိုအားရလိုဘက်ကနေပြီးပြင်ဆင်နေတာရှိတယ်။ ထိုင်းမှာအထောက်ထားမဲ့မြန်မာအလို့သမားတွေကိုဖမ်းဆီးပြီးနေရပြန်မပို့ဖို့ထိုင်းလူခွင့်ရေလှူရှားသူတွေအလို့သမားရေးလှုပ်ဆောင်သူတွေကထိုင်းအစိုးရကိုတညီတညွတ်ထဲတောင်းဆိုနေကြပါဗျ။ထိုင်းခြေစားရွှေပြောင်းလုံမာများကွန်ရက် Minecraft Walking Crew ရဲ့ညီနိုင်ရေးမူ Mr. Addison ကလည်းမြန်မာလူသားတွေကိုနေရပြမပို့ဖို့ထိုင်းအစိုးရကိုတင်ပြတောင်းဆိုထားပါဗျ။ကျွန်တော်ဇွဲတက်ပါ